ောက်တိုဘာ29ရက်နေ့ကအောင်မြင်မှုကိုဒီနေ့မှာထုတ်ပြန်လာတာကတော့ဒါရွှေဘိုမြို့နယ်ဘာခါဘတိုက်ခိုက်ရေးအဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။အောက်တိုဘာ29ရက်နေ့နဲ့6နာရီကနေစပြီးပါတော့နော်ဝက်လက်မြို့နယ်ဒါဆိုင်တန်လေးရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီအင်အား100လောက်ကိုဒါရွှေဘိုမြို့နယ်ဒါဘာခါဘတိုက်ခိုက်ရေးတပ်ဖွဲ့ PDO ပြီးရင်ဒါရွှေဘိုမြို့နယ်တိုက်နယ်9ဂလုံကြီးဘာခါဘအဖွဲ့ပြီးရင်တိုက်နယ်2ဘာခါဘအဖွဲ့တို့နဲ့ပူးပေါင်းပြီးတော့မဟာမိတ်ညီနောင်တည်ရင်များဖြစ်ကြတဲ့ရွှေဘိုခရိုင်တည်ရင်15 17 23 26 6936ဒုကေသဝေကံဒါကတော့ဒီဘွဲတွေကတော့ကျွန်တော်တက်နိုင်သလောက်ဒါပြည်သူတွေကိုမိတ်ဆက်ပေးပြသဖြစ်တယ်ပေါ့နော်ဘိုလက်ရတို့ဘိုကောက်ရိုးတို့ဒီလိုမျိုးအဖွဲ့တွေကဒါပူပေါင်းပြီးတော့ပါဝင်ပြီးတော့ချခဲ့ကြတာဖြစ်တယ်အဲ့တော့ဝက်လက်မြို့နယ်နေမြေကန်သိတိရှင်တိုက်နယ်ပါကဖပြီးရင်ဗရမားအဖွဲ့နယ်နေမြေကန်ပါကဖအဖွဲ့တွေပူပေါင်းပြီးတော့တိုက်ခဲ့တာအားရကြကြီးပေါ့နော်အဲ့လိုမျိုးအများကြီးအများကြီးပူပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာကလည်းအခုလိုမျိုး လောကဒါထိရောက်တဲ့တိုက်ပွဲတွေပေါ်ဆောင်နိုင်တာဖြစ်သလိုပေါ့နော်ပြီးရင်အောင်မြင်မှုတွေလည်းရတယ်အခုလက်နက်တွေလည်းအများကြီးရတယ်စစ်ကောင်စီဘက်က30ကျော်လောက်သေးတာပေါ့နော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်လည်းကြည့်ပြီးကြာပြီဖြစ်မှာပေါ့နော်ဗီဒီယိုဖိုင်လေးနောက်ကြထပ်ပြောမယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအထိနာပြီးတော့တိုက်ပွဲဖြစ်နေစင်မှာတဲ့ဒါရွှေဘူအခြေဆိုင်ခါလိုက်က42တက်ကနေပြီးတော့ဟာဝေဇာတွေ16ကြိမ်ထိပြစ်ခတ်ပေးခဲ့ပါတော့ပြစ်ကူပေးခဲ့တယ်ဂျိုင်ရိုကော့ပလာ3စီးနဲ့လည်းဒါမုံရမျိုးတွေကနေပြီးတော့တက်ပြီးတော့ပေါ့နော်ဒါဘုံကျဲတာမျိုးတွေလုတ်ခဲ့တယ်တိုက်ခိုက်တာတွေလုတ်ခဲ့တယ်တိုက်ပွဲက6နာရီလောက်ထိကြာတယ်ဟာ12နာရီထိကိုဖြစ်တာအ 6နာရီလောက်ထိကိုကြာတယ်အဲ့တော့6နာရီလောက်ထိကြာတဲ့တိုက်ပွဲတစ်ခုဆင်နွှဲနိုင်ဖို့အတွက်ဆိုရင်ဒေါ်လိုင်းတပ်ဖွဲ့တွေကလက်နက်ခဲယံတွေအများကြီးလိုတယ်ပေါ့နော်အခုကတကယ်အောင်မြင်မှုရင်တော့ဘာဖြစ်လို့လဲဆိုတော့ဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကအထိကိဘာမှမရှိသလောက်ပဲအဲမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဗျာဒါပေမဲ့စစ်ကောင်စီနဲ့ရှင်လုံးဝဘာမှမရှိတော့ကျွန်တော်အဲ့လိုအောင်မြင်မှုတွေလိုချင်ကြတယ်ဆိုရင်တပ်ဖွဲ့တွေကိုညံ့ညားလေးထောက်ပံ့ပေးကြဖို့လိုတယ်။ဒါကြောင့်လဲဆိုတိုက်ပွဲတစ်ခုမှဒါရန်သူကြောက်ရွံ့ထိတ်လန့်သွားအောင်ပေါ့နော်။တရောင်ချင်းပြင့်နေလို့တော့မရဘူးပေါ့နော်။တစ်ခါလေကြာရင် တွဲလိုက်ပြစ်တဲ့နေရာမျိုးတွေချင်းချောက်ဖို့အတွက်လုပ်တဲ့နီးဗျူဟာတွေကအများကြီးလိုအပ်တာပေါ့အားကြောင့်မလို့ဘောမုံမုံမုံဟောနဲ့အဲ့လိုမျိုးတိုက်ပွဲတွေမှာစူးညံ့ကြောင်ဒီဘက်ကပြစ်အားနဲ့ဖိပြီးရောကစားနိုင်တဲ့ခါကျတော့စစ်ကောင်စီဘက်ကထုံးစံတိုင်းထွက်ပြေးရတဲ့အဆင့်တွေဖြစ်တာအားကြောင့်တော့ဒီကြည်တွေကအရန်လိုအပ်တယ်ပေါ့နော်ဒီလိုမျိုးတွေသုံးဆွဲနိုင်မှလည်းဇော်လိုင်းတက်ဖွဲ့တွေဘက်ကအထီးကိုင်းနေတယ်စစ်ကောင်စီဘက်ကပေါ့နော်ဒါအကြဆုံးဒေဆုံးနေထိတိုက်တယ်များတာဖြစ်တယ်ပေါ့နော်အဲ့တော့တိုက်ပွဲက6နိုင်လောက်ထိကိုဖြစ်ခဲ့တာ အဲစစ်ကောင်စီဘက်ကဒါ၄ဦးတေဆုံးပြီးတော့အများပြပြင်းထန်တန်းရခဲ့ကြတယ်ပေါ့နော်ဒါအစဖြစ်စဉ်ပဲရှိသေးအစပဲရှိသေးပေါ့နော်အဲ့တော့အထင်အားနေတဲ့စစ်ကောင်စီကအင်အားဖြစ်စစ်ကိုဖြစ်နေနေ့လယ်၃နာရီမှာတမန်တုံတုံလောက်ခံခမရ71ခမ40ခလရ42ပြီးရင်ပြူပြီးရင်အဲဒီအဖွဲ့တွေအားလုံးပေါင်းထားရင်အင်အား90လောက်ကပေါ့နော်ရွှေဘုံမြို့တောင်ဘက် အဲမုတ်ပေါက်ကနေပြီးတော့ဆေလွတ်ခဲ့တယ်ရွှေဘုံမန္တလေးလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာခဲ့တယ်အဲအဲ့ဒီစစ်ကြောင်းကိုရွှေဘုံမြို့နယ်ပါကဖာတိုက်ခိုက်ရေး PDO အဖွဲ့တိုက်နယ်13356ပါကဖာတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ဒါဒီဘဲမြို့နယ်ပါကဖာဂလုံးမင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ရွှေဘုံမြို့နယ်ပါကဖာဒရုန်းအဖွဲ့တိုက်နယ်9ပါကဖာဒရုန်းအဖွဲ့နဲ့မာမိတ်ညီနောင်တရင်နေဖြစ်ကြတယ်ရွှေဘုံခရိုင်ခုနတရင်နေပေါ့နော်ဒါဒုက္ကသဝီကန်တပ်ဖွဲ့တွေပေါ့နော်အဲတရင်15 16 23 26 9936 ဒီတရင်တွေကပူပေါင်းပြီးတော့ခုနအတိုင်းပဲဗျာပြောရရင်တော်လိုင်းတက်ဖွဲ့တွေအားလုံးပေါင်းပြီးတော့ပေါ့နော်ဒါ9နိုင်ခန့်အထိဖြတ်တောက်ပိတ်ဆို့ချင်းမုံတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်3နိုင်လောက်ကနေပြီးတော့သူတို့စစ်ကူစစ်ကြောင်းလွှတ်တယ်လွှတ်လိုက်တာနဲ့တော်လိုင်းတက်ဖွဲ့တွေကဖြတ်ပြီးတော့တိုက်ခိုက်လိုက်တာ9နိုင်အထိပေါ့နော်ညနေ9နိုင်အထိကြာသွားတယ်အဲ့တိုက်ခိုက်တဲ့တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က30ဦးသေဆုံးတာအာပါပါတကယ်အားရစရာကြီးပေါ့နော်တကယ်ကိုဒါ30ဦးတေဆုံးတဲ့ပြင်မှာအဲ့မှာ plane နာပဲပြထားတာပေါ့နော် drone နဲ့ရိုက်ထားတဲ့ video file တွေလည်းတွေ့ရလိမ့်မယ် အာအဲ့လိုမျိုးပုံစံမျိုးနဲ့ပြေးတဲ့ကောင်ပြေးအသေးရဲ့ကောင်အသေးဟိုနေရာမှာအသေးဒီနေရာမှာအသေးအော်အားရတရားကြီးပေါ့နော်ဟိုနေရာမှာဆူးလိုက်လေးပေါ့နော်ဒီငါ၆ယောက်အော်ဘေးနားလေးမှာခွေခေါက်အဲ့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့သိဆုံးနေတဲ့စစ်ကောင်စီစစ်သားတွေကိုလည်းတွေ့ရလိမ့်မယ်ပေါ့နော် တကယ်တက်တည်ပြထားတာမျိုးဒီမှာအချက်လက်ယော့ဒီမှာဗီဒီယိုဖိုင်ဒီမှာပြင်းနေတဲ့ပုံအဲ့လိုမျိုးပုံစံမျိုးနဲ့ပြင်းပြနိုင်ခဲ့တဲ့ဟာကလည်းအားရစရာကောင်းတယ်အဲ့တော့ကျတော့30ကျော်ဖြစ်သွားတယ်ပေါ့နော်တိုက်ပွဲဖြစ်စဉ်အကုန်လုံးချုပ်လိုက်တဲ့ခါကျရင်30ကျော်ဖြစ်သွားတယ်အဲ့တော့စစ်ကြောင်းမှာပြက်ပြီးတော့ဒါရွှေဘိုးတောင်ဘက်မုတ် ဒါပြန်ပြီးတော့ဝင်ရောက်သွားခဲ့တာရှိတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်မှရဲဘော်၄ဦးထိခိုက်ဒဏ်ရာရတယ်မစိုးရင်ရဘူး။အဲဒါမဲ့ညီနောင်မဟာမိတ်တရင်နေစီကနေပြီးတော့ပေါ့နော်။ဒါကိုကွန်တုံည6ဒါဘူလက်ရာတို့တက်ကပေါ့နော်။အဲဒါကျွန်တော်လည်းပြောရချင်းမှာသူလည်းစိတ်မကောင်းဘူးပေါ့နော်ဒီကေအားထားရတဲ့ညီကိုတယောက်ဆုံးရှုံးခဲ့တယ်ဒါတထောက်ပို့တူလက်နဲ့ကြီးစားထိပြီးတော့ပေါ့နော်ဆုံးရှုံးခဲ့တာရှိတယ်ပြီးတော့ထောက်ပို့လမ်းကြောင်းကိုဒါမိုင်းဖြတ်တော့ရဲ့အတွက်ဒါရွှေဘုံမြို့နယ်ပကပရဲဘော်တူမြင်းမြင်းမြတ်ကြာဆုံးသွားခဲ့တာရှိတယ်ပေါ့နော်အဲ့တော့မြင်းမြတ်ဆိုကြာဆုံးသွားခဲ့တဲ့ရဲဘော်နှစ်ဦးရှိတယ် ဲပြီးရင်ထိခိုက်ဒဏ်ရာရတာ၄ဦးရှိတယ်ဒါပေမဲ့ဟိုပြောချင်တာပေါ့နော်ဟိုလုံးဝမလဲနိုင်ဘူးဆိုတဲ့ဟာကိုပြောတာအဲ့ကောင်တွေဘက်က30မကလို့60ပဲတည်တည်ဗျာအဲတော်လိုင်းတက်ဖွဲ့တွေဘက်ကဟိုအခုလိုမျိုးဖိတ်ဆင်ရှိတဲ့ဟာတော့မဖြစ်စေချင်ဘူးပေါ့နော်ဒါပေမဲ့လည်းဒါကျွန်တော်တို့ကမဖြစ်စေချင်လို့မဖြစ်ချင်လို့ကျွန်တော်တို့ရဲ့ဆန္ဒအရာမှုလို့သာပြောနေကြတာပေါ့နော်တကယ်တကယ်မြေမြန်မာတိုက်ပွဲဝင်ပြီဟေ့ဆိုတဲ့အခါကျရင်ဒါမျိုးကတော့ရှိကိုရှိတတ်တာပဲပေါ့နော်အဲအဲ့မှာကျွန်တော်တို့ချီးကျူးရမှာဘာလဲဆိုတော့ဒီအခု9နှစ်သားဆိုတဲ့ဒေါ်လိုင်းတက်ဖွဲ့တွေပေါ့နော် စစ်ပညာကိုတခါမှလုံးဝသင်ခဲ့ဘူးချင်းမရှိဘူးဗျာလက်ပူတိုက်ပြီးတော့သင်ခဲ့ရတဲ့အဖွဲတွေဖြစ်မယ်ဗျာကာလတူလေးပေါ့နော်အဲလုံးဝပြည့်ပြည့်ဝပုံစံမျိုးနဲ့မသင်ခဲ့ရတဲ့ကာလတူလေးနဲ့ဒါသင်တန်းဆင်းလာတဲ့အဖွဲတွေရှိမယ်အတွေ့အကြုံတွေကိုတိုက်ရင်ခိုက်ရင်နဲ့ပဲယူလာခဲ့ရတဲ့တပ်ဖွဲ့တွေဖြစ်တယ်အဲ့ဒီတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့စစ်ကြောင်းကိုပေါ့နော်စစ်ကြောင်းလာတယ်ဖျက်တိုက်တယ်စစ်ကူပို့လိုက်တယ်ဖျက်တိုက်တယ်ဒါမျိုးပုံစံမျိုးနဲ့စစ်ကောင်စီဘက်ကအထိနာအောင်ပေါ့နော် ရောက်30လောက်ကြီးအထိအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ဟာကတော့အားရစရာကောင်းလာတယ်ပေါ့နော် အပြည့်ဝတော့တပ်ဖွဲ့တွေကပြောခွင့်မရဘူးပေါ့လေနော်အဓိကတော့ဒါအောင်မြင်တယ်အောင်မြင်မှုအကြီးလဲဖြစ်တယ်ဒါပေမဲ့ထိခိုက်ကြဆုံးနေရှိခဲ့ကြတယ်ပေါ့နော်အဲ့တော့တင်းစီရမိတဲ့လက်နက်ခဲအနေနဲ့ဆိုရင် MA1 5လက် MA2 2လက် MA3 2လက် MA4 2လက် RPG 2လက် RPG ရတာလေအားရစရာကောင်းတယ်ပေါ့နော်ပြီးရင် MA2 2လက်ရတာကလည်းအားရစရာကောင်းတယ်ဒါကတိုက်ပွဲတွင်းမှာဒါပြည့်အားကောင်းတဲ့လက်နက်တွေဖြစ်တဲ့အကူပြည့်လက်နက်တွေဖြစ်တယ်ပေါ့နော်အဲ့ပြီးရင်ဒါ RPG ဆိုရင် ဒါ RPG ဘုံးသီးတွေကစရတာပေါ့နော်ဘုံးသီး73လုံးထိရခဲ့တယ်တခြားဒါ60ဘုံးသီးရတယ် RPG ပို့ကြီး8တောင်းရတယ် Gbox 7ဘောက် Ina က2လုံးပြီးရင်ဒါလက်ပြဘုံ2လုံးအဲနည်းနည်းသီးလို့ရေးတာဒါဒေါ်လာရင်းအထာပဲနည်းနည်းသီးမင်းကွတီအဲအဲ့လိုပုံစံမျိုးဒါထုတ်ပြန်ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီဘက်ကတော့တည်တဲ့အတိုင်းပဲတေဆုံးကြဆုံးများွားတယ်ဒါပေမဲ့ကြည့်ကြည့်လိုက်တော့သူတို့ဘက်ကလူတေသက်သွားတဲ့ဟာကအယောက်30ကျော်တယ် ဒါပေမဲ့ရလိုက်တဲ့လက်နက်ကဒါ၁၁လက်လောက်ပဲရတယ်ဘောနော်အဲ့တော့30ကြုံမှာ30ကြုံလုံးဒါလက်နက်ရခဲ့တာမဟုတ်ဘူးပြောမယ်ဆိုရင်စစ်ကောင်စီကသူ့ရဲ့တေကွားတဲ့စစ်သားတွေစီကနေပြီးတော့ပြူတွေရဲတွေစီကနေပြီးတော့သူကလက်နက်တွေယူသွားတယ်လူတွေပဲပြစ်ထားခဲ့တာအဲ့ဒါစစ်ကောင်စီဘက်ကမင်းတို့စစ်သားတွေရဲ့လုပ်ရက်အဲပြီးရင်ဒါမင်းတို့ဒီအဖားတွေရဲ့တဘောတာပဲပြောရမယ်ဆိုရင်မင်းတို့လူမခေါ်လာခဲ့နဲ့ဘာမှမဖြစ်ဘူးလက်နက်ပဲပြန်ယူလာခဲ့ဆိုတဲ့အပေါင်မျိုးအဲ့ဒါအစင်းစင်းအထက်အစင်းစင်းအကြီးကဲတွေအကုန်လုံးကလည်းအဲ့လိုတဘောတာပဲရှိတာ တခုခုဖြစ်သွားပြီဟေးဆိုတဲ့ခါကျရင်ဗာမေးလဲဆိုတော့အဲ့လိုပေါ့။အာတိုက်ပွဲဖြစ်သွားတယ်အာတိုက်ပွဲပြင်းထန်တယ်ဗာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟာလက်နဲ့ဘယ်လောက်ဆုံးရှုံးလဲ။အာလက်နဲ့ဘယ်လောက်ပါဝါလဲဆိုတဲ့ဟာမျိုးမေးတာ။လူဘယ်လောက်တည်ဝါလဲဆိုတဲ့ဟာကိုမမေးဘူးမသိချင်ကြဘူး။အဲ့ဒါတော့မင်းတို့ကုန်လုံးလည်းတည်ပြီးသားဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်တောင်းဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကတော့ဟုတ်တယ်ရသမျှလက်နက်တွေစိတ်ဝင်စားဘူးစစ်ကောင်စီဘက်ကတည်ွားတဲ့ဟာတွေစိတ်ဝင်စားဘူးဘာနဲ့ရှင်လိုက်ရင်လဲဆိုရင်ကျွန်တော်တို့ဒါကြာဆုံးသွားတဲ့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေနဲ့ရှင်လိုက်ရင်ဒါတွေကဘာမှမဟုတ်ဘူးလို့တွေးကြတယ်ပေါ့နော်အဲကြောင့်မလို့တခုခုဖြစ်ပြီးဆိုတဲ့အခါကျရင်အောင်မြင်မှုရတယ်ဝမ်းသာကြတယ်ဒါပေမဲ့ခုနလိုတယောက်တလေထိခိုက်တာအစကျွန်တော်တို့အပြေဝမပြောနိုင်တဲ့ပုံစံမျိုးတွေဖြစ်တာအဲ့ဒါလူကိုတန်ဖိုးထားလို့စစ်ကောင်စီဘက်ကကောင်တွေကတော့အဲ့လိုမဟုတ်ဘူးဆိုတာသိတာရှိတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလည်းကြည့်ပြီးကြာပြီးဖြစ်လိမ့်မယ်ငါပြစ်ချက်တွေကတော့အားရတယ်ပေါ့နော်လမ်းမကြီးဘဝနေဖော်တာတဲပြီးတော့ကိုဆော်တာပေါ့နော်ဆက်ကောင်စီကဘယ်နေရာမှကိုသူကလွတ်လွတ်လပ်လပ်သွားလို့ရတဲ့အနေအထားမရှိတော့ဘူး။ဘယ်အနေလာလာကိုသူကပြင်းခံနေရတဲ့အနေအထား အဲ့ဒါတော့ကျွန်တော်တို့နိုင်ငံရဲ့နေရာအနှံ့များမှာကိုအဲ့လိုဖြစ်နေတာစစ်ကောင်စီလာသမျှလမ်းတိုင်းကိုလည်းအကုန်တိတယ်တိလို့အကုန်ဖြတ်ပြီးတော့တိုက်တယ်အခုလိုမျိုးကာလာနာကြီးတိုက်ကုန်ရောဟာအရောက်30ဆိုတော့နဲတာမှမဟုတ်တာလမ်းဘေးမှာတင်းနေတာအပုံလိုက်လေးတယ်အများကြီးပဲအဲ့လိုမျိုးဟာအဲ့တော့ကျွန်တော်ဒါကလည်းအားရကြကောင်းတယ်တိုက်ပွဲဖြစ်စဉ်တစ်ခုဖြစ်တယ်ပြီးတော့အဲ့ဒီတိုက်ပွဲဖြစ်စဉ်ကိုကျွန်တော်ကအောင်မြင်မှုရပြီဆိုတဲ့အချိန်မှာတိရတိရတဲ့အချိန်မှာအားရဝန်တိုင်းဖြစ်နေတာပေါ့နော် ဒါပေမဲ့တပ်ဖွဲ့တွေဘက်ကထုတ်ပြန်လာတာမရှိသေးတဲ့အတွက်အခုကျမှသာထုတ်ပြန်မှသာပြောရတာဖြစ်တယ်ပေါ့နော်အဲဒါနဲ့ပတ်သက်လို့လည်းကျွန်တော်အာဒီတပ်ဖွဲ့ကတာဝန်ရှိတဲ့သူတွေတာဝန်ခံတွေနဲ့လည်းကျွန်တော်မေးမြန်းပေးပါမယ်ပေါ့နော်အဓိကတော့ ကျွန်တော်တပ်ဖွဲ့တွေကတိုက်ပွဲအတွင်းမှာဘယ်လိုမျိုးဆွမ်းဆတ်တမန်လှုပ်ဆောင်ခဲ့ကြသလဲပြီးရင်ဒါကျွန်တော်အောင်မြင်မှုတွေရဖို့အတွက်ဘယ်လိုမျိုးစ조사ခဲ့ရသလဲအခက်အခဲတွေဘာတွေရှိသလဲလိုအပ်ချက်တွေဘာတွေရှိသလဲဒါကပြည်သူတွေသိမှရမယ့်အရာပေါ့နော်တပ်ဖွဲ့တွေတကယ်ပါအခုလိုမျိုးဒါတိုက်ပွဲရှိကြီးတွေတိုက်ခိုက်နိုင်ဖို့အတွက်ဆိုရင်လက်နက်ကြီးရဲ့လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့တန်းတော့ပါဝင်ပြီးတော့ကူညီပေးကြစီခြင်းပါတယ်